တဘာဝငလင်ဘေးတင်ဒေသများမှာပြည်သူများအတွက်မြေပြင်အခြေအနေရလိုအပ်တဲ့ဆေးဘက်ဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ရန်ဂျပန်နိုင်ငံတဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနေပညာအဖွဲ့သည်မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါသည်။အဆိုပါအဖွဲ့မှတက်ဆိုင်ရာ GICA ဝန်ထမ်းနှင့်ဆေးဘက်ဆိုင်ရာပညာရှင်များအပါအဝင်အဖွဲ့ဝင်32ဦးပါဝင်ခဲ့ပြီးတော့မြေပြင်အခြေအနေရလိုအပ်တဲ့ဆေးဘက်ဆိုင်ရာလှုပ်ရှားမှုများကိုဆောင်ရွက်သွားမယ်လို့လည်းသိရပါသည်။ တဆက်တည်းမှာလည်းပါကစ္စတန်နိုင်ငံကမြန်မာနိုင်ငံတို့အရေးပေါ်ကယ်ဆယ်ရေးအကူအညီဖြင့်ထောက်ပံ့ရေးပစ္စည်းတန်ချိန်80ပေးပို့ခဲ့ကြောင်းနိုင်ငံတော်တဘာဝ BNDA စီမံခန့်ခွဲရေးအာဏာပိုင်ဖွဲ့ NDMA ကပြီးခဲ့တဲ့ဗုဒ္ဓဘူးနေ့ကထုတ်ပြန်ခဲ့ပါတယ်။လာတူတရုတ်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးမှုဖောင်ဒေးရှင်းနဲ့တရုတ်မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရေးအတင်းတို့သည်ပြီးခဲ့တဲ့ဗုဒ္ဓဘူးနေ့က နေပြည်တော်နဲ့မန္တလေးမှာရှိတဲ့ငလင်သစ်ပြည်သူများအတွက်ယွမ်တသိန်းအမေရိကန်ဒေါ်လာ13823ခန့်တန်ဖိုးရှိသောကယ်ဆေးအထောက်ပံ့များကိုလည်းပေးရခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။